စကိုင်းတိုင်းရမပင်မြို့နယ်အတွင်းနှစ်စဉ်ကျင်းပမည်ရိုးရပွဲတစ်ခုဖြစ်တဲ့ဘိုးတော်ကြီးနှစ်ပွဲကိုယခုနှစ်မှာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဒေသခံတွေနဲ့ပွဲလာသူတွေက MB ကိုပြောပါတယ်။ရမပင်နယ်ကိုစိုးစုကနေ့စဉ်ရက်ဆက်တိုက်လေရင်ရဟရင်စက်တက်လေထွေးတွေနဲ့ drone တွေသုံးကဘုံကျဲတက်ဖြတ်နေတဲ့ကြားကဘိုးတော်ကြီးနှစ်ပွဲကိုကျင်းပခဲ့တာပါ။ အဆိုပါနှစ်ပွဲကိုတကူးလာပြေကျော်9ရက်ကနေလာပြေကျော်10ရက်အထိ၄ရက်ကြာကျင်းပခဲ့ပြီးအထိုက်အသင့်လူစီကားခဲ့တယ်လို့ဆိုပါတယ်။ဘိုးတော်ကြီးဘွဲကကိုဗစ်ကာလပဲနားခဲ့တာအာနာသိန်းစာနှစ်မှာတော့ဈေးတွေလူတွေမစီကားဘူးအခုနှစ်တော့အရင်နှစ်တွေထက်လူပိုစီကားတယ်လို့ဒေသခံတူက MFP ကိုပြောပါတယ်။ဘိုးတော်ကြီးနှစ်ပွဲမှာဒေသထွက်ဖြာစကောနှစ်ချီကျိုးဒါအဝိအထေအစားအသောက်တွေလာရောက်ရောင်းချကြပြီး နှက်တက်လာတဲ့ပြည်သူတွေမှာလည်းစီကားစွာလာရောက်ကြတယ်လို့ဆိုပါတယ်။အဆိုပါနှစ်ပွဲကိုဘိုးတော်ကြီးပွဲ၊ဘာကြီးပွဲ၊တောင်ဦးဘရင်ပွဲလို့ခေါ်ကြပြီးအမေရရင်နဲ့မောင်နှမတော်ဆက်တယ်လို့လည်းသမိုင်းဆက်ကိုအခြေခံပြီးဒေသခံတွေကပြောပါတယ်။ရင်းမပင်မှာပြီးခဲ့တဲ့တပေါင်းလာကလည်းအမေရရင်ပွဲတော်ကိုကျင်းပခဲ့ပါသေးတယ်။